်မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့စာရေးဆရာမခင်လာမြင့်ရေးသားထားတဲ့ယူတဲ့စိုးစိမ်အောင်တော်ဆိုတဲ့ဝိတ္တုကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီဝိတ္တုကိုတော့1966ခုဒီဇင်ဘာလထုံးဝိတ္တအီဝေကစင်းအတွဲစနစ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်ယူတဲ့စိုးစိမ်အောင်တော်ကစုံလာစန်း၉ရင်းနေဖြစ်တယ်အငယ်တွေ့တို့တင်မော်တော်ကားဖြင့်မိတ္တိလာမျိုးရှိ အမဝမ်းခွဲတယောက်ဤအလူပွဲသို့လိုက်ခဲ့ကြတယ် အလိုပွဲလိုလူစီသောနေရာမျိုးကို အငယ်ထွေးရတတ်နိုင်သည်များရှောင်ကျဉ်လေရှိတယ်။သို့ရာတွင်ယခုက အငယ်ထွေးသည် စိတ်ပါလက်ပါလိုက်လာတယ်။အငယ်ထွေးကအလိုမလိုက်ခြင်းဟုညင်းစားကနေ့လယ်မိတီလာမနေမယ်။ညာဒိုင်းကောင်ကိုရွာသွားအိမ်မယ်။မနေ့အစောထပြန်မယ်။တရားနာပြီးမှရွာပြန်တာပေါ့ဟုအငယ်ထွေး၏အဘွားကစီစဉ်သဖြင့်အငယ်ထွေးသည် အလိုပွဲလိုက်ဖို့ စိတ်ထက်သန်လာခဲ့ခြင်းဖြစ်တယ်။ဒိုင်ကောင်ကုန်းရွာမှာမိဒီလာမျိုး၏မြောက်ဘက်မန္တလေးသွားကားလမ်းပေါ်တွင်တည်ရှိတယ်။တနာယီခန့်ကားစီးရတယ်ဆိုတဲ့အငယ်ထွေးတစ်ခေါက်မှမရောက်ဘူးသေးပဲ။ထိုရွာတွင် အငယ်ထွေး၏တော်တော်ရှိတယ်။တော်တော်သာဆိုးရတယ်။တစ်သက်လုံးမှတစ်ခါသာ တွေ့ဖို့ရသေးတော့တော်တော်တင်မနစ်ကတွေ့ရခြင်းဖြစ်တယ်။တော်တော်ကသူတို့ပဲများနဲ့ အငယ်ထွေးတို့ပေါ်ပါပဲတော့ဒေတန်တရဘုဒ္ဓရှာဖွေခြင်း ခရီးထွက်လာကြမှရွာဝင်ခြင်းဖြစ်တယ်။အငယ်ထွေးငငယ်ကတတော်ကပြုစုထိန်းသိမ်းခဲ့ရသည်ဆိုတဲ့အငယ်ထွေးသုံးနှစ်သမီးအရွယ်ကကွဲသွားကြတယ်။တတော်သည်ရန်ကုန်စီရောင်၊နာကတောင်တန်းဒေသစီရောက်နှင့်ရွာနှင့်နှစ်ပေါင်းများစွာပွာဝေးခဲ့သည်ဆိုလေတယ်။မနစ်ကအငယ်ထွေးအိမ်မှာမရှိခိုက်တွင်တတော်သည်အိမ်သို့အလဲတက်တက်လာတယ်။ အရင်တစ်ပတ်ကတွေ့လိုက်ရသောကြောင့်တကြောင်မိဘတွေအပြောဖြစ်တကြောင်အငယ်ထွေးသည်တတော်ကိုအလွန်ချစ်တယ်အငယ်ထွေးနဲ့တွေ့ကျင်လိုက်တာအငယ်ထွေးအိမ်ပြန်လာရင်ကျမတို့စီပို့ပေးပါအောင် စာလဲမကြခဏရေးပါစေဟုတတော်ကအပွားကိုမှာခဲ့သည်ဆိုတဲ့တတော်နဲ့မတွေ့ရသည့်အတွေ့အငယ်ထွေးစိတ်မကောင်းခြင်းများစွာဖြစ်ရတယ်အိမ်ကြီးမိဘများကိုပို့ပေးပါပြောတော့လဲ အလုံမအား၍မပို့နိုင်ဆိုတဲ့ယခုမှအခွင့်ကြုံလေပြီညနေ3နာရီခွဲတွင် အငယ်ထွေးတို့အလုံမန်းတက်ထဲမှထွက်ကြတယ်အငယ်ထွေးတို့ညီအမ9ယောက်အဘွားနဲ့ဦးလေးအားလုံး9ယောက်ဖြစ်တယ်ဦးလေးကမလိုက်ချင်ဘူးညင်းနေတယ်ဒေါ်လေးကညီဦးလေးမောင်ရအောင်ခေါ်သွားဒီမှာဆိုတောက်အောင်မှဟိုတိတ်တိတ်ကလေးအကြံပေးတယ်အငယ်ထွေးကမိုးချုပ်လျင် အမျိုးသမီးတွေကြီးမဖြစ်၍ဦးလေးကိုခေါ်ကျင်းသည်နှင့်အန်ခိုက်ဖြစ်နေတယ်။မေဒီလာမာသာဆိုရင် သူ့အဖွဲ့သားများနဲ့အတူသွား၍မကြီးစုရွာစီတွင်ထမ်းပင်ကြားရီကလေးတများများဖြစ်နေမည်မှာသိကြတယ်။ဤသည်ကတမျိုး အမျိုးသမီးတွေကြီးမသွားကျင်သည်ကတမျိုးဖြစ်အငယ်ထွေးသည်ဦးလေးကိုရှ िख ိုးဦးတင်ရအောင်ခေါ်လေတယ်။သူ့အတော်စီမသွားရလျင် မဖြစ်တော့သလောက်ဖြစ်နေတယ်။ကားစိတ်လက်ဖက်ရည်ဆိုင်သို့ရောက်လာတယ်။ ဗြဟ္မာဥစွာတွေ့ရသူမှာသူယူတယောက်ပဲတည်းသူ့ကို တွေ့လာကြ၍အငယ်ထွေးသည်စိုင်တွဲသို့ဝဲရမည်ကိုပင်ကြွတလုံးလုံးဖြစ်နေတယ်။အငယ်ထွေးညီမကလည်းစိတ်မကောင်းတဲ့သူနဲ့တူတယ်ဟုအင်္ဂလိပ်လိုတူတူကလေးပြောတယ်။ဗမာလိုပြောလျင် ကြားသွားမည်စိုးရံတူတယ်။ထို့သူယူအနေနဲ့မူကားအငယ်ထွေးတို့လူစုကို မြင်ဟန်မတူညင်သည့်တိုင်စိတ်ပါဝင်စားခြင်းဖြစ်ဟန်မတူပဲ။သူသည် ကိုပိုပင်ကလေးအောင်ရှင်တစ်တုံးပေါ်မှာဟန်ပါပါထိုင်နေတယ်။အငယ်ထွေးတို့သည်ဆိုင်တွင်သို့သူ့ရှိမှဖြတ်၍ဝင်လေတယ်။တဖေး၍မှား၍တောက်တယ်။တဖေးရေတောက်ရင်ဆိုင်ရှိကိုပိုပင်ရိမ်မှ သူ့ရိုးနှင့်သူ့စကားပြောပဲများ၏စကားပြောတဲ့များကိုနားဆွဲမိတယ်။လူတို့တော့စစ်စစ်ဆက်ဆက်ရဲရဲဝင့်ဝင့်မကြည့်ရဲပင်ဆိုင်ရှိမှရဲသားတယောက်လူရွယ်တယောက်မျိုးသမီးနှစ်ယောက်ရှိတယ်။ ရက်တက်တာအတန်ကြာရတယ်။မင်းအသက်ဘယ်လောက်ရှိပြီလဲကွာ။24နှစ်။သူရိုးဤအပြေတန်ဖြစ်တယ်။အတန်မှာတီတီငင်ငင်ရှိနေတယ်။ရက်တက်တာကစက်မေးပြန်တယ်။မင်းဒီလိုလျှောက်သွားနေတာရီစားနဲ့မရလို့လား။ဗျာဗျာ။အမျိုးသမီးတယောက်အတွက်ယောက်ျားတယောက်ဟာဒီလိုဖြစ်ရမယ်တဲ့လား။ဒီလိုဆိုရင်ယောက်ျားတွေအတွက်ရှက်လိုက်လေဗျာ။ယောက်ျားဆိုတာအမျိုးသမီးတယောက်အတွက် ယောက်ျားမဟုတ်ပါဘူးဗျ။တစ္ဆာတမာရီဘုံသိခါဆိုတဲ့အင်္ဂါရက်တွေအတွက်ယောက်ျားပါ။ဦးလေးနဲ့အငယ်တွေတို့ညီမတစိုးတင်သူရူးဤစကားကြောင့်ပြုံးမိလျက်သာဖြစ်သွားကြတယ်။ရက်တက်သာပြောတော့ကြီးစာဆိုသည် စကလုံးပင်မပါဝင်ပဲခြေပသွားပုံမှာကျင်လည်လွန်လာတယ်။အငယ်တွေအဖွားကမပြုံးညံတတိပေးတယ်။အငယ်တွေတက်ပြင်းချမိတယ်။မိန်းကလေးဘဝမှာ အနေအထိုင်ကြင်းကျက်လောလောအေးဟုလဲစိတ်ထဲကညီးမိတယ်။လမ်းသွားလျင် တီကြီးနိုင်လုံးပါမှအစဉ်ပြေသည်ကိုလည်းနားလဲပါတယ်။မိန်းကလေးကနည်းနည်းပြုံးမိလျင်ပင်တီတီတီလှုပ်ကျင်သူယောက်ျားတွေကအပြည့်ပင်ရိုးရိုးသားသားပြုံးသည်ကိုပင် ဖွင့်မပြူပဲနောက်ကျင်သူတွေကရှိသေးတယ်။ရိုးရိုးသားသားသာမဟုတ်ပဲပြုံးတတ်သူဖြစ်လျင်အကန့်အသတ်မရှိတော့သလောက်ပဲတည်။အငယ်ထွေးမှာ အစင်းယူပါသည်မိမာတို့၏ဥစ္စာဟုယုံကြည်သူမဟုတ်တည်ကြည်ဖြူစင်ခြင်းဟုသာမိမာတို့၏ဥစ္စာဟုယုံကြည်သူဖြစ်တယ်တည်ကြည်ဖြူစင်ခြင်း ဆိုရတွင်လည်းလူကြားထဲရောက်လျင်မပြုံးရဲလောက်အောင်ပြရခြင်းကိုလည်းမဆိုလိုပေအိမ်ထဲမှာလည်းရဲရဲဝံ့ဝံ့နေခြင်းနဲ့အပြင်မှာလည်းရဲရဲဝံ့ဝံ့နေခြင်းသည်သာဖြစ်တယ်တို့ရတွင်ထိုတည်ကြည်ခြင်းနှင့်ရဲဝံ့ခြင်းတို့ကိုလက်မခံကြသောအခါမိန်းကလေးတို့မှာ ခြေလန်းကိုမှမမှန်မလျှောက်ရဲရတတ်သည့်အဖြစ်မျိုးရောက်ရတတ်တော်တယ်မိန်းကလေးတယောက်ပေါ်တွင်နမကဲ့သို့စေတနာထား၍ဒေဇာမှုဖြင့်ဆက်ဆံတတ်သော စိတ်မျိုးသာယောက်ျားတိုင်းတွင် ရှိမည်ဆိုလျင်တော့အငယ်တွေးတို့မိန်းကလေးများမှာလူဘဝ၏အခွင့်အရေးများကိုတင်းပြည့်ကြက်ပြည့်ရလိမ့်မည်ထင်ပေတယ်။ကြီးစားအတွက်မဟုတ်ဘူးဆိုရင်ဘာဖြစ်လို့လဲကွာပြောပါအောင်။ကိုရဲကိုယ်တော်ပြဿနာဆိုတာလူတိုင်းကိုလည်း မမေးကောင်းဘူးခမ ्या အဲလူတိုင်းကိုမမေးကောင်းတယ်လို့လူတိုင်းကိုလည်းမပြောကောင်းဘူးဆိုပါတော့ကျုပ်ပြောနိုင်တာကကျုပ်အလုံးလုံးချင်တယ်ဒါပဲအငယ်တွဲတို့လူဆိုသည် သူယူဘဲတို့ဖြက်ကနေလှက်ကြည့်မိကြတယ်သူစပင်မှာလက်ကုံနာ ထိရှိနေတယ်အရက်ပုပ်ပုပ်နဲ့မျက်နှာဟမ်းမှာ တီတီငြိမ်သက်သောမျက်နှာမျိုးဖြစ်တယ်သူပစိုးမှာအဆုပ်အပြတ်တွေနဲ့ညင်ွမ်းလာတယ်အင်ဂျီမှာကိုအင်ဂျီဖြစ်ပြီး ဲမောင်လေးအောင်ညစ်သေးကအင်းကြီးလက်ချုပ်ရိုးမှတရောင်ကဆာ၍စုံနေသည်ဖြင့်လက်ဆမှာတန်လန်းစီဖြစ်နေတယ်။ငကားစေးဘောလေးတို့ကိုဖွာဆိုင်ကမိโกလုံးများမှုတ်ထုတ်နေတယ်။မင်းကဘာလို့တက်လို့အလုလုချင်ရတာလဲ။စစ်သေးဝင်ချင်သလား။ရဲသေးဝင်ချင်သလား။ကျုပ်တော်တော်စုံနေအောင်အလုလုတက်ပါတယ်။စစ်သေးရောရဲသေးရောကျုပ်ဝင်ချင်ပါတယ်။ဘယ်ကားမှလက်မခံဘူး။ ဒါဖြင့်ဒေးရမြန်မောင်းမလားသူရိုးတည်ဆက်ကနေဖြစ်သွားတယ်။နောက်တဲ့မှာနောက်ရတဲ့မိတ်ဆွေမဖြစ်နိုင်တာကိုလည်းမပြောချင်ပါနဲ့။တက်မတော်လေးတက်တဲ့မှာအကြကြီးနေရသူတွေတောင်မှမောင်းတတ်သလားလို့။ဒါဖြင့်မြင်လဲမောင်းပေါ့။ဒါနေဆက်တယ်လို့လို့ရှိသေးတယ်။နောက်သူရိုးတည်ရုပ်ရှင်လောကအကြောင်းများကိုဇက်တိုက်ပြောနေတယ်။ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်လာဖို့အရေးမှ မလွယ်ကူကြောင် ရုပ်ရှင်ဇာတ်ကားတစ်ခုတည်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်လာရေးမှာများစွာခက်ခဲကြောင်းဒုက္ခကြောက်ရွံ့တေဂာနီးတွင်ဇာမင်းကဆင်းခဲ့ခြင်းစသောအဖြစ်အပျက်များရိုက်ကူးထားသည့်ဇာတ်ကားမျိုးကိုဇာတ်ကားကောင်းမခေါ်နိုင်ကြောင်းဘာဝကြသောဇက်လန်းဇက်ကွက်တွင်တဘာဝကြအောင်တုံးဆောင်နိုင်သည့်ဇက်ဆောင်များဒါရိုက်တာဓာတ်ပုံဆရာများလိုအပ်ကြောင်းပြောနေတယ်သူနှစ်သက်သည့်ဇက်လိုက်များ၏အမိကိုလည်းပြောပြလေတယ် ရုပ်ရှင်ဇက်လိုက်ဟာတကယ်နှလုံးသားကလာတဲ့ခံစားချက်မျိုးကိုလည်းပေါ်လွင်အောင်ပြုတ်ဆောင်နိုင်ရမယ်။သူ့စကားအစုံးတွင်ရဲတပ်သားကပြောနေတယ်။အနည်းတွင် ရှိသည့်လူရွယ်ကနှလုံးသားဆိုတာဘယ်နာမှရှိတယ်လဲကွာ။နှလုံးသားအကြောင်းပြောပြပါအောင်။မင်းပြောတတ်မှာပါဟိုဆိုပြန်တယ်။မင်းငါပြောတော့လဲထူလူရွယ်သည် အသက်24နှစ်ရှိသေးဟန်မတူပေ။နှလုံးသားအကြောင်းပြောဖို့ကအချိန်အတော်များများယူရမယ်။ တနေကုန်နဲ့လုံလောက်မယ်မထင်ဘူး။အဲကျုပ်ပြောတဲ့နှလုံးသားကရင်ထဲမှာအဆိုင်ခဲနဲ့ရှိနေတဲ့နှလုံးသားကိုမဆိုလိုဘူး။ Hush hush အဲဒါတော့ဒါပဲ။ဒါပေမဲ့ဒီလိုလေအတိတ်တရားစေတနာတရားဆိုတဲ့နှလုံးသားမျိုးပေါ့ပေါ့။လိန်တူချင်းပြောရင်တော့နားလည်ဖို့ခက်တယ်ခမ ्या ။အမျိုးသားကအမျိုးသမီးကို အမျိုးသမီးကအမျိုးသားကိုပြောဖို့ပေါ့။ဒါပေမဲ့အမျိုးသားတယောက်က အမျိုးသမီးတိုင်းကို ပြောလို့မရဘူး။အမျိုးသမီးတယောက်ကလည်းအမျိုးသားတိုင်းကိုပြောလို့မရဘူး။သူကအတတ်နိုင်ဆုံးစူးစမ်း၍ပြောနေတယ်။သူပြောနေသည့်ကြားမှပင်ဆန်ရှင်အမျိုးသမီးကြီးကအဲ့ဒါကိုသိကျင်တာပဲလူကလေးရဲ့ပြောစမ်းမှာပြောစမ်းမှာဟုဆိုနေပြန်တယ်။သူကစိတ်ရှုပ်ဝံဖြစ်သွားတယ်။ဘာမှတော့ပြန်မပြောပင်ဒီကြားတွင်စောစောကလူရွယ်ကဆက်ပြောဖို့တောင်းဆိုနေပြန်တယ်။သူက ခမမိမကြပြီလားဟုလူရွယ်ကို ပြန်မေးတယ်လူရွယ်ကသူ့မှာမိမနှစ်ယောက်ရှိသည် ဟုဖြေတယ်မိမနှစ်ယောက်ရပြီသားလူတစ်ယောက်ဟာနှလုံးသားအကြောင်းနားလည်ပြီးဖြစ်ပါလိမ့်မယ်ကျုပ်ပြောစရာမလိုတော့ဘူးသူ့စကားအဆုံးတွင်အလုံးကဝါကနေရှင်လိုက်ကြတယ်အငယ်ထွေးတို့ပါမနေနိုင်ပဲပြုံးရယ်မိသွားကြရတယ်မိမိပါကဘယ်မှလဲကျုပ်ထွက်လာတာ၃နှစ်ရှိသွားပြီကြာတာကတော့ တောင်ဥက္ကလာပေါ့မှာလို့လို့ပဲတိတိကြကြတော့မသိရတော့ဘူးသူမိဘအကြောင်းပြောတည်တွင်တော့မို့ခါတိုင်းပြောသလိုတီကြီးချင်းမရှိတော့ပဲဝမ်းနဲ့လွမ်းစော့တတဟန်ပေါဝဲလာတယ်ကဲလူကလေးပြန်ချင်းပြီလားပြဿနာယူအောင်မလားဆန်ရှင်အမျိုးသမီးကြီးကအမေးလိုက်တယ်သူယူသည် ကိုအင်ကြီးအိတ်ထဲမှာတပြားစီကလေးကိုထုတ်ယူလိုက်တယ်သူသည် ပြားစီကလေးကိုလက်မပေါ်တွင်တင်ကား လက်ကလေးနဲ့တောက်၍မိုးပေါ်မြှောက်လိုက်တယ်။နောက်ကျင်းလင်းစွာဖမ်းယူပြီးမှစကားဆက်တယ်။ကျွန်တော်မပက်စံဆိုလို့ဒါပဲရှိပါတယ်။ပက်စံကဘာလို့ဖို့လဲခမ ्या ။အဲအခုကျွန်တော်လိုချင်တာကစာအိတ်တစ်လုံး၊ဒစိကောင်းတစ်လုံးနဲ့စာရွက်တစ်ရွက်ပဲ။သူတောင်းတော်လဲဘသူမှမပေးကြတော့။အငယ်တွေးကပေးချင်တော်လဲမဝင့်ရဖြစ်နေပြန်တယ်။သူတည်တာမိန်းကလေးတယောက်ဖြစ်ခဲ့လျင် သူမဟုတ် အငယ်ထွေးတီတာယောက်ျားကလေးတယောက်ဖြစ်ခဲ့လျင်တော့ပေးမိမိကအသေးသေးသေးပဲဤပစ္စည်းကလေးအတွေ့ကြာတင့်ငွေ25ပြားမှာဘသူအတွေ့မှတန်ဖိုးမကြည့်လာတော့လဲသူအတွေ့တော့တန်ဖိုးဖြတ်နိုင်ခြင်းမှဖြတ်နိုင်ပေမယ်အငယ်ထွေးအထင်တော့မို့သူဖားခင်တန်းစာရေးရံပဲထင်တယ်အကယ်၍သာဤစာရွက်စာအိတ်နဲ့ခေါင်းတို့ကိုအသုံးပြု၍သူဖားခင်နဲ့တွေ့ခဲ့လျင်သူဤဝမ်းမြောက်ကြည်နူးခြင်းကလည်း နဲမြီမတင်မီတို့ရတွင်အငယ်ထွေးသည်သူထိမ့်သိမ့်ထသောအိမ်တွင်တိတ်ခါကြီးအတွေ့လူတယောက်၏စိတ်ကြည်နူးမှုကိုမပြုတ်လိုက်နိုင်ခြင်းလူတယောက်၏စိတ်ကြည်နူးမှုထက်သူတိတ်ခါသူ့ကိုရေးကိုယ်တော်ကိုသာငဲ့ညာလိုက်လေတယ်မင်းမတို့စီစာရင်းပါလေမင်းဖေစီလားမင်းဖေကဘာလို့လုပ်တယ်လဲမတို့စီဆိုတာတော့မပြောနိုင်ဘူးကျို့အဖေကရုပ်ရှင်အော်ပရေတာလုပ်တယ် မင်းရောရုပ်ရှင်ထဲမှာပဲအလုပ်လုပ်ပါတော့လား။အော်ခက်ပါပြီတော့။အဖေဝန်မင်းဖြစ်တာနဲ့တားဝန်မင်းဖြစ်ရမလား။အဖေဌာနအုပ်မို့တားဌာနအုပ်ဖြစ်ရမယ်လို့မိတ်ဆွေတို့ရဲဘက်မှာရှိသလား။ဒီလိုသာဖြစ်ကြမယ်ဆိုရင်ဒီကဘာမှာအလုံးဆိုတဲ့စကားအလုံးလက်မယ်ဆိုတဲ့စကားတွေပေါ်လာစရာအကြောင်းဘယ်မှာရှိမလဲ။အငယ်ထွေးတို့စောင့်မျှော်နေသည့်မော်တော်ကားကလည်းမလာသေးပေ။၄နာရီလဲခွဲပြီးနေလေပြီ။ ပန်းရွယ်ကစရင်တပြားမရှိဘူးလားရှိရင်ဖွင့်ပေးစမ်းပါသူသည်ဆန်ရှိတွင်ချိတ်ဆွဲထားသောစိုးနိုင်အတန်ချက်ဆက်ငါဌာနဆိုသည်စိုင်းဘုတ်ကိုဖယ်ရင်ကပြောလိုက်တယ်တပြားတော့ရှိတယ်ဒါပေမဲ့တပြားအရင်မင်းကစိုးပြားမှာဖွင့်ပေးမယ်သူကတခြင်းမစိုးတတ်ကြောင်းညင်းနေတယ်အနည်းရှိအားလုံးလိုလိုကတိုက်တွန်းသည့်တွင်ကရာသီအပိုက်တော့စိုးပြားမည်ဆိုကလက်ပြောက်ကလေးတီးရင်ကတောင်းနေတယ် ပန်းຫນွယ်ကစိမ့်နေစုံနတိုင်းမြိုင်ရှားပုံဖွင့်မာလို့ရင်းနစ်အောင်ချစ်ရှာလို့သူအပူတပင်ရှားပွေရေမြေဆုံးစီတော့လာကမုံຫນွယ်ချစ်တဲ့အိုးရင်ဘဝဆုံးခွေမပြည့်ပဲ့ဘူးတကယ်ယူတယ်ဆိုစေအောင်တော့ဘုံကြော့မေပန်းຫນွယ်ပြိုရင်မဆုံးတော့လေမှန်းရွယ်ရှာမေမုံစီတော့ပန်းຫນွယ်ကညာရင်သူတည်တခြင်းကို လိုက်လိုက်လဲလဲတည်ဆိုနေရမှယူးတယ်စိုးစေအောင်တော့ဆိုတဲ့နေရာတွင်ခေါင်းကိုဆက်ကနေညှိလိုက်တယ်အငယ်ထွေးကလည်းသူ့ကိုမကြောက်တော့ပဲရဲရဲဝံ့ဝံ့ကြည်ရဲလာတယ်သူကလည်းမိန်းကလေးတွေရှိနေသည်ဟုပင်သတိထားပုံမရပဲအနည်းမှလူရွယ်ကသူ့တချင်းတန်ကိုအစိုးရရုပ်ရှင်မင်းသားတအိုးဤအတန်နဲ့နှိုင်းရှင်၍မြောက်ပင်လိုက်တယ်ပြီးပါပြီဗျာဒီလူနဲ့နှိုင်းတာတော့အလွန်တုံးတာပဲ ။နောက်ပြီးတော့ဒီအမြောက်မျိုးတွေကဂျိုးနေပါပြီ။ကျုပ်ကျုပ်အစ်စ်မန်တခုကိုရှာနေတာ၃နှစ်ရှိပြီ။ဗမာပြည်လည်းနှမ်းဆက်ခဲ့ပြီ။အစ်စ်မန်ဆိုလို့တခုမှတယောက်မှမတွေ့ခဲ့သေးဘူး။သူကခေါင်းကြီးငိုက်ကြနေရမှာကြောက်လိုက်တယ်။ငါးနာရီထိုးပြီးနေလေပြီ။မော်တော်ကလည်းမလာတော့ပြီ။ဦးလေးကစား၍အားလုံးလက်လျှော့လိုက်ကြတယ်။မျိုးရဲပဲထွက်လာကြတယ်။တော်တော်နဲ့တွေ့ကျင်သည့်ဆန္ဒကိုလည်း မပြည့်ပဲလျှော်လိုက်ရတယ်။သူယူဟိုအငယ်ထွေးကဝယ်ပေးထားသူကိုလည်းသူလိုချင်သည့်ပစ္စည်းကလေးများမပေးခဲ့ရချေ။ဒီလိုပါကြောင့်ဒီလိုဖြစ်သွားရတယ်။သူဖြစ်ချင်တာဖြစ်ရလို့လား။သူရှာနေတဲ့အမှန်တရားဆိုတာဘာလဲ။ဟိုအငယ်ထွေးစိတ်ထဲကတွေးနေတယ်။အတန်ချက်ဆက်မှတွန်တေးသိမ့်တန်ဤပန်းတွေကစိန်တချင်းတန်သည်။အငယ်ထွေးတို့နောက်ပါမှ လိုက်ပါလာတယ်။တပည့်ဆိုင်ပန်းရှင်က သူ့အလိုကြောင့်ဖွင့်ပေးလိုက်ရဟန်တူပေးတယ်။ပန်းနွယ်ကစိမ့်နေစုံနှသားမြိုင်ရှာပုံဖွင့်ပါလို့ရင်းနစ်အောင်ချစ်ချာလို့တို့အပူတပြင်းရှာပွေးရေမြေဆုံးစီတော့တာကပုံးနွယ်ချစ်တဲ့ဦးရင်ဘဝဆုံးခွေမပြပယ်ဘူးတကယ်ယူတယ်ဆိုစေအောင်တော့ဘုံကြော့မီပန်းနွယ်ပြူရင်မဆုံးတော့လေလမ်းရွယ်ရှာမင်း မုံစေတော့ပန်းရယ်ကညာရယ်ဦးလေးသည်တခြင်းတန်ကိုစူးစူးဆိုင်ဆိုင်နားထောင်ရင်ကမှတ်ချက်ချလိုက်တယ်။သူနာနေရတာတို့ကယူသွားတယ်လို့လို့ပဲဟဲ့။ယူတယ်ဆိုစေအောင်တော့သူဟာလေးစားเสียတငယ်တအိုးပဲ။နားစင်ပေးခဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။